မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့တီတီကတီးပြီးသားမြမရိုးရပုံမြင်လေးပြန်ပြောပြမယ်နေမာသောမင်းသားလေးပုံမြင်လေးပါနားထောင်လိုက်ကြဆိုတခါတုန်းကရွှေစည်းစိမ်ထွန်းကားတဲ့နန်းတော်ကြီးတစ်ခုမှာမင်းသားလေးတပါရှိခဲ့ဘူးပါတဲ့ဒီမင်းသားလေးဟာအလွန်ချောမောခံရပြီး ဥစ္စာဒနာပြည့်စုံပေမဲ့သူ့မှာအလွန်ဆိုးရွားတဲ့အကျဉ်းစရိုက်တစ်ခုရှိနေခဲ့ပါတယ်။သူ့ရဲ့ဆိုးရွားတဲ့အကျဉ်းကတော့မင်းသားလေးဟာဘသူ့ကိုမှမလေးစားတတ်ခြင်းပဲဖြစ်ပါတယ်။လူကြီးသူမတွေကိုယုံကြည်မှုမရှိဘူး။ပြောစကားကိုလည်းနားမထောင်။ဆရာသမားတွေကိုလည်းမခန့်လေးစားဆက်ဆံနဲ့အခန့်မသိရင်ဟန်ဆိုင်ကြမ်းတမ်းနဲ့ ကားတွေနဲ့ပြောဆိုတတ်တယ်။ဒီလိုအကျင့်ဆိုးတွေကြောင့်လူတွေက သူ့ကိုမချစ်ခင်မနစ်သက်ကြတော့ပဲ။ကြောက်ရွံ့မုန်းတီးလာကြပါတယ်။နောက်တစ်ချိန်မှာဒီလိုမင်းသားလေးဘရင်ဖြစ်လာရင်ငါတို့ပြည်ဘလို့ဖြစ်မလဲဆိုပြီးစိုးရင်ပူပန်ကြတဲ့သူတွေလည်းညာပြလာပါတော့တယ်။ဒီခြေနေကိုဘရင်ကြီးကိုယ်တိုင်သတိထားမိတဲ့အခါ စိတ်မချမ်းမသာဖြစ်ရရှာတယ်။ဒါကြောင့်ဘယင်ကြီးဟာတားတော်မင်းသားကိုဆုံးမဖို့အတွက်တောမြိုင်တွင်ကပညာရှိရသည့်ကြီးခြံကိုလိုက်ပို့ခဲ့ပါတယ်။ယသည့်ကြီးဟာမင်းသားလေးကိုဘာဆုံးမစကားမှချက်ချင်းမပြောဘဲတောအုပ်ထဲခေါ်သွားပြီးတမာပင်ပေါက်လေးတပင်ကိုပြတ်တာပါတယ်။ မင်းသားလေးဒီတစ်ပင်လေးရဲ့အရွက်ကိုခူပြီးမြည်ကြည့်ပါအောင်လို့ဆိုပြီးမိန်ကြားလိုက်တယ်မင်းသားလေးလည်းပညာရှိကြီးရဲ့စကားကြောင့်တမာရွက်ကိုခူပြီးပစက်ထဲထည့်လိုက်ပါတော့တယ်ချက်ချင်းပဲ tree လောက်တော့ခါလိုက်တဲ့အရာသာလေဒီလိုခါတာကိုဘသူကစားနိုင်မှာလဲလို့ဆိုပြီးမျက်နှာပြက်ပြက်နဲ့ ချက်ချင်းထွေးပစ်လိုက်ပါတော့တယ်။ထိုအခါပညာရှိရပေကြီးကနူးညံ့ပေမဲ့လေးနဲ့တဲ့အတန်နဲ့မင်းသားလေးကိုကြည့်ပြီးမိန့်တော်မူလိုက်ပါတယ်။မင်းသားဒီတစ်ပင်လေးဟာခုလိုသေးသေးလေးကတော့အရသာကဒီလောက်ခားနေရဆိုရင်ကြီးလာတဲ့အခါဘလောက်ထိပိုပြီးခားနေမလဲစဉ်းစားကြည့်ပါ တကယ်ကဓမ္မရွက်ကကြီးကြီးငင်ငင်ခါရာချင်းတူတူပါပဲဒါကပုံပြင်မှုပါမင်းသားလဲအခုလိုလူကြီးသူမကို မလေးစားပဲရိုင်းဆိုင်နဲ့အချင်းစရိုက်တွေနဲ့သာဆက်ဆိုးနေမယ်ဆိုရင်တနေ့ကျရင်လူတွေဟာမင်းသားကို ခုနကမင်းသားခွေးပြစ်လိုက်တဲ့ဓမ္မရွက်လိုပဲမုန်းတီးစွာနဲ့ရှောင်ခွာသွားကြလိမ့်မယ် ဘသူမှမင်းသားကိုချစ်ခင်နှစ်သက်မှမဟုတ်ဘူးမင်းသားလေးဟာရတိကြီးရဲ့ဉာဏ်ပညာပါတဲ့စကားကိုကြားလိုက်ရတဲ့အခါမျက်လုံးတွေပွင့်သွားသလိုခံစားလိုက်ရပါတယ်သူဟာကိုလုတ်ခဲ့တဲ့အမားတွေအတွက်နောင်တရပြီးနားလေသဘောပေါက်သွားပါတော့တယ်မင်းသားလေးဟာအကျင့်ဆိုးတွေကိုစွန့်ပစ်ပြီး တတိကြီးဆုံးမသည့်အတိုင်းလိမ္မာရင်ကြီးတဲ့မင်းသားလေးအဖြစ်နန်းတော်ကိုပြန်ရောက်လာပါတယ်။သူဟာလူတွေရဲ့စေတနာမေတ္တာကိုအပြည့်အဝရတဲ့အားကိုးယုံကြည်ရတဲ့မင်းသားလေးဖြစ်လာခဲ့ပါတယ်။ချိန်ကာလကြာလာတဲ့အခါမှာတော့ဘယင်ကြီးကွယ်လွန်တော်မူတော့ထိုလိမ္မာသောမင်းသားလေးဟာဘယင်အဖြစ်နမ်းတက်ပြီး သူ့ပြည်ကိုစေတနာမေတ္တာအပြည့်နဲ့ပါရန်ဝတ်ပြောအောင်အုပ်ချုပ်ခဲ့ပါတော့တဲ့တငယ်ချင်းလေးတို့ရေဒီပုံပြင်လေးကကျမတို့ရဲ့စိတ်ထားနဲ့အချင်းစရိုက်တွေဟာဘဝရဲ့အနာဂတ်ကိုဘလို့ပုံဖော်ပေးလဲဆိုတာကိုပြသနေတဲ့အဖိုးတန်ပုံပြင်လေးပဲဖြစ်ပါရဲ့ရှင်ဒီလိုမျိုးတခြားစိတ်ဝင်စားစရာပုံပြင်တွေဒါမှမဟုတ် မြမပုံဝတ္ထုတွေကိုနားဆင်ခြင်းမသေးသလားဒီပုံပြင်လေးကသင်အကြိုက်ရှိတယ်ဆိုရင် like လုပ်ပေးဖို့နောက်ထပ်ပုံပြင်လေးတွေနားထောင်ခြင်းရင်ဒီ channel ကို subscribe လုပ်ထားပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်